အဲ့တော့မောဟဆိုတဲ့အဝိဇ္ဇာရဲ့အတိုင်းအတာတစ်ခုကဘာနဲ့ကန့်သတ်ထားတာလဲမသိတာမှန်သမျှကိုအဝိဇ္ဇာခေါ်ရလားလို့ဆိုလို့ရှင်မသိတာမှန်သမျှကိုအဝိဇ္ဇာခေါ်ရမဟုတ်ဘူးသူကန့်သတ်ချက်နဲ့သူဘယ်ဟာမသိမှအဝိဇ္ဇာအရေးကြီးတာမသိမှအရေးမကြီးတာအသိလဲဘာအကျိုးရှိမှာတော့လဲမသိလဲအကျိုးမရှိဘူးသိလဲအကျိုးမရှိတာမျိုးတွေအများကြီးရှိတယ်အကုန်လုံးသိနေရမယ်လို့ ဒီလိုဆိုရမဟုတ်ဘူးလူတကာရဲ့နာမည်သိတော့ဘာရှိဘာကျိုးရှိဘာမှကျိုးမရှိသစ်ပင်လေးအားလုံးရဲ့နာမည်တွေအကုန်လုံးလိုက်သိနေတော့ဘာကျိုးရှိဘာမှလည်းကျိုးမရှိကျိုးရှိတဲ့ဟာနဲ့မရှိတဲ့ဟာကိလေသာကုမှုအတွက်အရေးပါတဲ့သိမှုမသိမှုကိုသာလဲဒီနေရာမှာမသိမှုကိုသာအဝိဇ္ဇာလို့ခေါ်တာမြတ်စွာဘုရားသခင်ကိုရမြတ်ကိုတော်တိုင်တစ်ခါတစ်ခါ မစင်ញင်လို့ရှိရင်မင်းတို့ဘယ်ကလာခဲ့ကြတုံးလို့မေးတာပဲအဲသိကျင်လို့ကြည့်ရင်တော့မသိဘူးလားလို့ဆိုသိတယ်မကြည့်ပဲနဲ့ဆိုလို့ရှိရင်မေးလိုက်တာပဲเนาะဘယ်ကလာကြတော့အဲ့ဒါမေးတာမသိလို့မေးတာမဟုတ်ဘူးလေဒီလိုဆိုလို့လားအဲ့တော့နေရာတိုင်းမှာသိမှုမသိမှုဆိုတာအဝိဇ္ဇာနဲ့မဆိုင်တာတွေအများကြီးရှိတယ် ။ဘာဖြစ်လို့လဲဆိုအဝိဇ္ဇာမသိတာဟာအမှန်တရားကိုမသိမှအဝိဇ္ဇာ။သစ္စာ၄ပါးဒုက္ခဆိုတာမသိဘူးဒုက္ခသမုဒယဆိုတာမသိဘူးဒုက္ခនិရောဓဆိုတာမသိဘူးဒုက္ခនិရောဓဂ ாம ိနိပฏิပ္ပရာဆိုတာမသိဘူး။အဲ့ဒီလိုမသိမှအဝိဇ္ဇာနောက်တစ်ခုအတိတ်ခန္ဓာမသိဘူးအနာဂတ်ခန္ဓာတွေအကြောင်းမသိဘူး အတိတ်အနာဂတ်ခန္ဓာအကြောင်းမသိဘူးပဋိစ္စသမုပ္ပါအကြောင်းကျိုးဆက်နွယ်မှုကိုမသိဘူးဆိုရင်အဲ့ဒီမသိမှုကမှသာအဝိဇ္ဇာဉာဏ်နဲ့မသိတာတွေကအဝိဇ္ဇာနဲ့မဆိုင်ဘူးတဲ့ဒီလိုဆိုလိုတာသစ္စာလေးပါအမှန်တရားကိုမသိဘူးဆိုမှမောဟတခြားအရာတွေမသိတာကိုမောဟလို့ပြောလို့မရဘူးလို့ဒီလိုပြောတာနော်